အမေမင်္ဂလာပါရှင် PM1 Fashion ရဲ့ Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချဲ့ကချားဝို share ID လေးရဲ့ပိတ်ဆက်မှာညံနီးလေးနဲ့ချုံနီးလေးကိုပြန်လည်ဝင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးချာဝစ်ချက်လေးရဖို့ဆိုလို့ရှိရင်ကျွန်တော်ပိတ်စာရင်ပုံမှာကျွန်တော်ပတ်တန်လေးတင်ပြီးတော့မှညက်ပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရှင်းရှင်းအတွက်ပိတ်စာလေးညက်ပါမယ်ချုပ်စာလေးတွေကတော့ အောက်ဖက်နဲ့ဘေးဘက်2စင်တီမီတာနဲ့ကြားရလက်ပြီးပခုံးတို့ကို1စင်တီမီတာယူပြီးတော့မှညံပေးပါမယ်။အခုဆိုရင်တော့ကျွန်တော်ရှေ့ကျန်းတဲ့ချမ်းစာပိတ်စာလေးရပါပြီ။နောက်ကျအတွက်ကတော့ခေါင်းကျောင်းနဲ့ယူပြီးတော့မှညံပေးရပါမယ်။ချုပ်စာလေးတွေကတော့အောက်နဲ့ဘေးဘက်အတွက်2စင်တီမီတာ၊ကြားနဲ့ပခုံးဘက်အတွက်1စင်တီမီတာယူပြီးတော့မှနောက်ကျန်းလေးကိုညှိထုတ်ပေးပါမယ်။ ဒါလက်ပတ်တန်လေးအတွက်ပိတ်ဆိုင်ညစ်ပါမယ်လက်ပတ်တန်လေးအတွက်လည်းချုပ်ဆက်လေးတွေကတော့လက်ဆက်ချောင်းကျဲ1 cm ဘေးဘက်2 cm နဲ့အောက်ဘက်2.5 cm ယူပြီးတော့မှညှစ်ထုတ်ပြပါမယ်နောက်တစ်ဆင့်အနေနဲ့နောက်ထပ်ပခုံးစကြောင်းလေးရဲ့အတွက်ပိတ်ဆက်တဲ့အခါမှာဆိုလို့ရှိရင်ခောက်ချောင်းလေးနဲ့ယူပြီးတော့မှညံပေးပါမယ်။ချုပ်စာတွေက1 cm ထိယူပြီးတော့မှညံပေးလိုက်ရပါပြီ။ ခုံးဆက်ကြောင်းနေရလေးကဂျေရိုနှစ်ထက်ချုံမမိုးလို့ဂျေရိုညတဲ့အခါမှာဂျေရိုအရှင်ဒီပိစအတိုင်းပဲနောက်ထပ်တစ်ခုထပ်ပြီးတော့မှညှထုတ်ပေးရပါမယ်။ နောက်စတပြအတွက်ပိတ်မချက်ခင်မှာဆိုလို့ရှိရင် lining ပြားကိုချုပ်စာမထုတ်ဘဲယခုလိုလေးညှပ်ထားပေးရပါမယ်။ lining ပြားလေးညှပ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ chero ပိတ်စားက stick collar ကိုညှပ်တဲ့အခါမှာဆိုရင်ပိတ်စားကို chero ညှပ်ပြီးတဲ့အခါမှာအလားချင်းပူပြီးတော့မှမလားဘက်မှာအခုနောက်က chero ညှပ်ထားတဲ့ lining ပြားကိုဝီပူကပ်ပြီးတော့မှချုပ်စာ1 cm လေးထုတ်ပြီးတော့မှညှပ်ပေးပါမယ်။ နောက်တစ်ဆင့်အနေနဲ့အိတ်ကလေးညှစ်ပါမယ်အိတ်ကလေးညှစ်ဖို့အတွက်ကျူးစာလေးတွေကတော့ upper back ကို3.5 cm နဲ့ chair ကျန်တဲ့ပိုင်းကိုချုပ်စာ1 cm ယူပြီးတော့မှညှစ်ထုတ်ပေးလိုက်ပါမယ် အခုဆိုရင်လိုအပ်တဲ့ကျွန်တော်ပိတ်ခါလေးကအလုံးညက်ပြီးသွားရင်မို့လို့ပရမအောင်ဆုံးကျွန်တော်နောက်ထပ်လေးကနေပြီးတော့မှဆက်ချုပ်ပါမယ်နောက်ထပ်လေးမှာဆိုလို့ရှိရင်ပကုံးဖက်ဆောင်လေးမှာအတုံလေးထည့်ဖို့အတွက်ကျွန်တော်တို့ပမာဦးဆုံး element လေးမှတ်ပြီးအခါကျတော့တစ်ဖက်ကို1 cm စီယခုလိုလေးခောက်ပြီးတော့မှပင်လေးထိန်းပြီးတော့မှကျွန်တော်ခြေထဲလေးနင်းပြီးတော့မှချုပ်ပြလိုက်ပါမယ်။ ကျွန်တော်ပင်လင်းနေပြီးတော့ကျွန်တော်ချောက်ပြသပြီဆိုလို့ရှိရင်တော့ပတ်ခေါင်းရဲ့ဖြတ်ဆက်လေးကနှစ်ချက်မလို့ကျွန်တော်ပိတ်စာမှာဆိုလို့ရှိရင်အလားချင်းဖူးပြီးတဲ့ခါကျတော့နောက်ထပ်ကျွန်တော်ပိတ်စာတစ်စကိုမလားချင်းဘက်ကနေပြီးတော့မှယခုလိုလေးထပ်ပြီးတော့မှပင်လေးထင်းပြီးတော့မှငုံချုပ်ပေးရပါမယ်။ ကျွန်တော်ပခောက်ပက်ဆက်လေးချုပ်ပြီးသားပြီဆိုလို့ရှိရင်တော့ချုပ်ချောင်းလေးကိုမိဘူးလေးဒေချာလေးကပ်ပြီးအခါကျတော့ယခုလိုလက်ပကနေပြီးတော့မှအခါချောင်းလေးပြန်မျိုးမှနေပြရပါမယ်။ နောက်တစ်ဆင့်အနေနဲ့ရှေ့ချမ်းမှာကကျသီးတက်မဲ့နေရာလေးအတွက်ချုံစာ5 cm လေးကိုဂျေရိုကဂျေရိုအလဲကအလဲကနေခောက်ထုတ်တဲ့အခါမှာ2.5 cm လေးနဲ့ပြန်ခောက်ပြီးတဲ့အခါကျတော့မိမှုတထားပြရပါမယ်။နောက်အောင်နာလေးတွေကိုလည်းတေချာလေးခောက်ပြီးတော့မှမိမှုတထားပေးဖို့လိုပါမယ်။ကျတော့မိမှုလေးတိုက်ပြသွားပြီဆိုလို့ရှိရင်တော့ကျတော့အပေါ်ကနေပြီးတော့မှရခုလိုလေးအလားချောင်းလေးနင်းပေးနင်းပေးလိုက်ပါမယ်။ ချေရောရှေ့ချမ်းနဲ့နောက်ချမ်းနှစ်ဖက်စလုံးရဲ့အောက်အနားလေးတွေကိုဆက်လေးနင်းပြီးသွားပြီဆိုလို့ရှိရင်တော့ရှေ့ချမ်းအိတ်ကလေးကိုမှတ်ထားတဲ့နေရာလေးမှာပဲကျွန်တော်ပင်လေးထည့်ပြီးတော့ခါကြတော့ယခုလိုလေးအနာချောင်းလေးနင်းပြပါမယ်။ ကျွန်တော်အဲ့ကလေးလေးပြသပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်နေနဲ့ကျွန်တော်တို့ရှိချင်းနဲ့နောက်ထပ်ပခုံးလေးတွဲဖို့အတွက်ကျွန်တော်အလားချင်းပြုပြခါကြတော့ကျွန်တော်ယခုလိုလေးထပ်ပြီးတော့နောက်ထပ်ရဲ့ဂျန်နေတဲ့စာကိုကျွန်တော်ငုံပြီးတော့မှချုပ်ပြပါမယ်။ ချန်နယ်တစ်ဖက်ကိုလည်းချဲရခုလိုမျိုးလေးချုပ်သွားတယ်လို့မျိုးပဲ లై ပရောမှာချုပ်ပေးဖို့လိုပါမယ်ကျွန်တော်ငုံပြီးတော့မှာချုပ်ပေးသွားပြီဆိုလို့ရှိရင်တော့အလားတက်ကနေပြီးတော့မှာပကုံးဆက်ချောင်းတွေကိုကျွန်တော်အလားချောင်းလေးနင်းပေးဖို့လိုပါမယ် နောက်တစ်ဆင့်အနေနဲ့ကော်လာလေးရဲ့အပေါ်ပိုင်းတွေကိုကျွန်တော်ချုပ်ပါမယ်။ချုပ်ပြီးလို့ရှိရင်တော့ကျွန်တော်ချုပ်စာလေးတွေကိုညှစ်ထုတ်ပြီးအခါကျတော့အလားဘက်ကိုယခုလိုလေးလဲချလိုက်ပါမယ်။နောက်ကျွန်တော်မီးပူစာလေးတိုက်ထားပြရပါမယ်။နောက်ကျအနေနဲ့စစ်တဲ့နဲ့ကော်လာနဲ့ကိုကျွန်တော်တွဲပြီးတော့မှချုပ်ပြရပါမယ်။ ကျွန်တော်တို့စတိတ်ကောင်းတာပြလေးထုတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းယခုလိုလေးစတိတ်ပြလေးတွေကိုကျွန်တော်ကငုံပြီးတော့မှချုပ်ပေးရပါမယ်။ဒီနေရာမှာတိထားမှာကကျွန်တော်မှတ်ထားတဲ့အမှတ်ကလေးတွေညအောင်လို့သေချာလေးပင်လေးထွေးပြီးတော့မှချုပ်ပေးဖို့လိုပါမယ်။ ကျွန်တော်တို့ရှာလေးထုတ်ပြသွားပြီဆိုလို့ရှိရင်တော့ထုတ်စာလေးတွေကိုနှစ်ထုတ်ပြီးတော့ခါကြတော့ကျွန်တော်တို့လန်ချလိုက်တဲ့အခါမှာကျွန်တော်တို့အခုလိုလေး stick collar လေးရလာမှာဖြစ်ပါတယ်ကျွန်တော် corner လေးကိုအလားထားမဲ့ဘက်ကကျွန်တော်ချုပ်စာလေးတွေကို မီးဘူးကျွန်တော်တင်စာလေးတိုက်ထားပြရပါမယ်။နောက်တစ်ဆင့်အနေနဲ့ကျွန်တော်ရဲ့ six collar လေးနဲ့ lavin လေးနဲ့ကိုတွဲပါမယ်။တွဲတဲ့အခါမှာအလားချင်းဖြုတ်ပြီးတော့ခါကြတော့ဆက်လေးနင်းပြပါမယ်။ အခုဆိုရင်စတိကော်လာလေးကတက်ပြီးသွားပြီမလို့ချူကျန်တဲ့တစ်ဖက်ကိုတော့ချရုကမိမှုစကြာလေးထိုက်ပြီးတော့မှငုံပြီးတော့မှချုပ်ပစ်လိုက်မယ်ဆိုရင်ရပါပြီ ချော်တို့နောက်တစ်ဆင့်အနေနဲ့ချော်တို့တပတ်လည်လုံးကိုချော်တို့ကဖလပ်ပါလေးဖြစ်သွားအောင်လို့ချော်တို့အလားကြောင်းလေးတစ်ဆင့်တင်ပြလိုက်ပါမယ်ကျတော့နောက်တစ်ဆက်အနေနဲ့ကျတော့လက်ကလေးကိုသွားပါမယ်။လက်ကလေးမှာဆိုလို့ရှိရင်လည်းကျတော့တွေ့တဲ့အခါမှာရှစ်ချမ်းတော်ချမ်းတခြားလေးမှတ်ပြီးတော့မှတွေ့ပေးဖို့လိုပါမယ်။ လက်လေးထွက်တဲ့အခါမှာရှီတဲ့နောက်ပြန်တခြားလေးမှတ်ပြီးတော့မှပင်လေးထိပ်ပြီးတော့တဲပြလိုက်မယ်ဆိုလို့ရှိရင်တချို့တို့လက်ကလေးထုတ်ပြီးတရရတော့ပါပြီနောက်တစ်ဆင့်အနေနဲ့ချို့တို့လက်အနားလေးတွေကိုလည်းတေးချာလေးခောက်ပြီးတော့မှချို့တို့နင်းပေးပါမယ် အခုဆိုရင်တော့ခြေကလက်အနားလေးတွေလည်းခပ်ပြီးသွားပြီမို့လို့ခြေရိုးကိုယ်ရည်လေးကိုတွေ့ပြီးတော့မှချုပ်လိုက်ပါမယ်။ခြေကအိတ်ချီကိုယ်ရည်လေးနဲ့တွေ့ပြီးသွားပြီမို့လို့လက်ပတ်တက်တက်လာတဲ့ခြေရိုးချောင်းကိုရှယ်အင်ချီလေးရလာပါပြီ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ကိုစိတ်နဲ့ဖျားကျမတင်တတ်ကြပါစေ။ဒီချဲ့ရဲ့ဗီဒီယိုလေးတွေကိုတင်တဲ့တဲ့ဆိုရင်တော့ like နဲ့ subscribe လေးနဲ့အားပေးသွားအောင်မပြေပါနဲ့နော်။ပကောင်းတဲ့ဗီဒီယိုလေးနဲ့ထူးပြန်လာကြပါမယ်။တတပါ